ချွေလေးရမယ်သွားမှလဲဆိုတော့ဘကူကိုသွားမှပဲဖြစ်ပါတယ်အခုကတော့ရန်ကုန်ရန်ကုန်မြို့နယ်ထဲမှာပဲရှိသေးရပေါ့နော်အဲဒါမင်္ဂလာတုံလန်းပေါ့နော်အဲ့မှာပဲရှိပါသေးရအခုကတော့ဆက်သွားနေရဖြစ်ပါတယ်မနေ့အစောကြီးသွားဖြစ်တာပေါ့နော်ခဏနာရီလောက်ရှိပါပြီအဲဒါအခုဆက်သွားနေရပဲဖြစ်ပါတယ်အခုကတော့ထောက်ကြံရောက်ပါပြီ 一些。看嘛，那些嘛，你看我不鼓舞嘞。 ောက်ကြမယ်ပိတ်သက်ကြီးလည်းအဆုံးထိကြည့်ရှုပြီးတော့လိုက်ပါပြီးကြည့်ရှုပြီးပါအောင်နော် those okay. ာထားရလေးလည်းရပြီပေါ့နော်ရပြီဆိုတော့စားလိုက်ပေါင်းမယ်ဆက်ကြပါဦးရှင်ကျွေးပါလေစစ်တဲ့ကြီးရကျွေးပါလေဆက်ကြပါဦးကွာသာလို့ပေါ့နော်ဒါရှေ့ပလက်ပါပါအကွာတော့အုတ်ကံမျိုးရောက်ပြီပေါ့နော်အုတ်ကံထွက်လေးပါပါမကြခင်မှာတော့ဒီဆိုမှာမြားကြီး ိုရောက်တော့မှာပဲဖြစ်ပါတယ် 别整吧，再闹些子热闹。 ပသိမ်မိုးရွာလမ်းပေါ့နော်လမ်းနေပြီးတော့ရန်ကုန်ဘက်ကလာမယ်ဆိုရင်တော့ဒီဝမ်းဘဲအီကြီးရွာအကျော်လေးပေါ့နော်အကျော်လေးမှာအာကိုတက္ကသိုလ်ဆိုင်ဖို့ရှိရပေါ့နော်ဆိုင်ဖို့ကနေပြီးတော့အာဒီဒေသမှာဘုရားအယူ2မိုင်လောက်တော့သွားရတယ်ပေါ့နော်တော်တော်ဝေးပါတယ် ပေါ့နော်အဝယ်မှာစွန့်စွန့်စည်းစည်းနဲ့အများကြီးရှိပါရဲ့။ဟုတ်ကဲ့ဝင်ဝင်စ Thank you. 别跑开了。

ရှင်းနေတာပေါ့ရောက်ပြီပေါ့နော်ဖာမမာကိုစိုက်ကြတာမဟုတ်လားနာရီလာမတော့ဘူးနာမတော့လည်းမရှိတော့ဘူး တဲ့ခါပို့ပြုပြာမှာမချစ်တို့ပူဇော်ကြတယ်။ကျေးဇူးပါဘုရားရေရရှိပါပြီ။ဒီလိုနဲ့ငါတော့ဆက်ပြီးဒီလိုရောက်လို့ပူဇော်ကြပါတယ်။ ာတယ်လေအဲဒီတင်းစုံပါစီရိုကြီးရပါတော့ဘကိုးတိုင်းဒေသကြီးဘကိုးမြို့နယ်ဝမ်ဖဲင်းရွာရဲ့အနောက်သုံးမှန်ကန်အကွာမှာဒေသပါတောင်ရှိရပါတော့အဲတောင်ပေါ်မှာတည်ထားလို့ခွဲထားရဖြစ်ပါတယ်။အင်းဒါဆိုတော့ဖရားရဲ့ရင်းမြေတော့ဘဝနေပြီးကြည့်မှာနော်။ဆောတောင်ကနေရမှာဖြစ်ပါတယ်။အာလေးအဲရှူရအော်လာရနော်။ အဒင်ကောစစ်ကူကန်တူကတော့ဟာလာတယ်တော့ဟာမာကောဝါနေတယ်အဲဒီဒေဇွန်ပါတမိုင်းကဆိုရင်တော့အရှိတော်ကဆင်းကြီးကျဆားရဲ့ပေါ့နော်ဘကူယူမတောင်ဆက်ဒီဒေတော်ပါဒေဇွန်ပါတောင်ချေပေါ့နော်အဲ့တောင်ချေက ခဏဤဖြစ်ပေါ်များတဲ့ကြင်ကြံနေသူတွေပေါ့နော်ဘူးဘူးတိတ်ဆိတ်တဲ့ခူးကြတဲ့တောင်ငန်းတွေပေါ့ပေါ့နော်စနေခန္ဓာရဲ့တစ်ခုပါဝင်မှဖြစ်ပါတယ်ဒီကျေးဇူးပါတောင်ကြီးอ่ะဘကိုးရိုးမှာတောင်ငန်းကြီးရဲ့အစွဲပါပေါ့เนาะတောင်ငန်းလေးတစ်ခုပေါ်မှာတည်ထားတာဖြစ်ပါတယ် ခုရှိရှိတော့ပါเนาะဒီတောတောင်တောတောင်ရိတ်တွေနည်းနည်းထူပြောတဲ့ဒီတောင်တော်ကြီးမှာပါเนาะတရားအထုတ်တဲ့သူတော်စင်တွေအများပြားဟာဒီဒေဆိုပါတောင်ကြီးကိုလာကြတယ်ပြီးတော့တောအုပ်တောဆွေတောင်ကျူးတောင်ကြားတွေမှာခွာပြီးတော့တရားအထုတ်လေးရှိကြပါတယ်လို့ပြောကြပါတယ် ဒေဇုမာဖျားကြီးရဲ့တမိုင်းအစိုးရဆိုရင်တော့ဒေဇုမာဖျားကိုဟန်တာဝီဘကိုးမျိုးကိုစတင်တီချောင်းနဲ့တလမမင်းနဲ့ဝီလမမင်းတို့ရဲ့တာအသက်ကောင်မင်းကတီချားခဲ့လို့သိရပါဗျာ ဒီဒေတာအနည်းတက်ဝိုက်မှာရှိရပေါ့နော်ရွာလူတွေကဒေဆွန်ပါခရားကြီးကိုပေါ့နော်တောတွင်းမှာလိုင်လိုင်ရှာဖွေခဲ့တဲ့အခါမှာ1288ခုနှစ်ဘုရားဟောင်းနေရလို့ယူဆရတဲ့အခုစီးတော့တောင်ကုန်းကိုရှာဖွေတွေ့ရှိခဲ့ရပဲဖြစ်ပါတယ်အဲ့လိုတွေ့ရှိပြီးရနောက်မှာဘုရားကုန်းဟောင်းလို့ယုံကြည်ရတဲ့လူကြီးသူမတွေကဒီနေရာမှာဘုရားတည်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ် ဒီဖျားယူကိုတီချောင်းတဲ့သူကတော့ပထမအဆုံးနိုင်ငံရောတန်ကမဟာနာယကအဖွဲ့ဥက္ကဋ္ဌဖြစ်တော်မူတဲ့ဘကူမြို့မှာဆရာတော်ကြီးရဲ့ငယ်ဆရာဖြစ်တဲ့ဆရာကြီးဥစံအေးပဲဖြစ်ပါတယ်အာဒီစီတော်ကြီးကိုရက်ရွာရဲ့ဝင်ဝေးအလိုက်ကြားသမျှတက်တက်မြဲမြဲနဲ့တင်တယ်စာတီထားကိုဝယ်ခဲ့ကြတာပဲဖြစ်ပါတယ် လာတဲ့အတွက်ကြောင့်ပေါ့နော်တဝင်းကျင်းမှာရှိတဲ့တော့ရတီဆောက်တဲ့တန်ဟောရီယာနည်းနည်းအအောင်ဆွမ်းချိန်မှာညှထပြီးတော့ဒီကိုအတန်ရှိမှုတွေလုပ်တယ်ပေါ့နော်ပြီးတော့ဒီသုံးမိုင်ခန့်အကွာတဲ့ဖရာသုံးမိုင်ခန့်ကွာဝေးတဲ့ရန်ကုန်မန္တလေးကားလမ်းမှာရှိတဲ့ရွာတွေကိုဆွမ်းခန့်ကြရတယ်ပြီးတော့မှအအောင်ဆွမ်းနေပုံစံကြရပဲဖြစ်ပါတယ်အဲ့လိုနဲ့တစားတစားမှာအကြောင်းနေလည်းများလာတယ်ဇီရိုတွေကလည်း တကိုးကြီးမှလာတဲ့အတွက်ရာသီဥတုတရားချိန်မှာဖျားပဲလာရောက်ကြပါတယ်။ဇာယဖျားကြီးကလည်းပြုတ်ပြက်ခဲ့ရပါတယ်။ ठी တော့မမြန်တာတော့ စင်မှုကအင်္ဂါတောက်ဘက်သို့ပြုတ်ကျခဲ့တာပဲဖြစ်ပါတယ်။အခုသာဆိုရင်တော့အခုမြင်ရတဲ့ဘုရားကြီးကတော့ပြန်ပြီးတော့ပြုပြင်ပြီးတော့တခြားကိုခွဲထားတာပဲဖြစ်ပါတယ်ရှင်။အခုဖရားကြီးရပါတော့ကန္နာကြီးကျင့်ကြံတဲ့သူတွေအဲလာရောက်ပြီးတော့ဒီကျင့်ကြံကြတဲ့အတွက်ပါတော့ဒီမှာတိုက်ဆက်တို့တိုင်နှန်းတို့အဲ့လိုမျိုးလာပြီးတော့ဟော ပူဇော်ကြတာတွေလည်းရှိတယ်။ပွဲပေးကြတယ်လည်းရှိပါတယ်။အခုကတော့နွားဝေတောင်ပေါ့နော်။အဲ့ဒီတော့သွားနေရပဲဖြစ်ပါတယ်။ rồi chắc là mình nha nó quay tầm mùa mà lê à bố bé này ai xì à bố bé này ở đằng nhà này bà nhé 反正啊。 一点。我来点。 ကြည့်ပြီးတော့ပြည့်တဲ့ကြည့်လေဒီဆုံးမှာပြန်ကြည့်ဦးရောက်ပြည့်တဲ့ကိုခံစားရမှာလို့ကြည်ပါရရှင်